တချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်အဲ့တော့ရှိခိုးတယ်ဆိုတဲ့နေရာမှာကိုယ်ကိုယ်လူရှိခိုးတာလားသို့မဟုတ်ကြောက်လို့ရှိခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမျက်ဆုံးပဲသူ့ရဲ့မျက်ဓာတ်မရှိဘူးတကူးကြည့်တယ်ဆိုပြီးတော့နတ်ကိုရှိခိုးတယ်တကူးကြည့်လို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကိုရှိခိုးမယ် သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှစ်ခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နဲ့ရှစ်ခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှစ်ခိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့တရဏဂုံကဘယ်ချိန်မှာပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်နေတရဏဂုံတော့ဆောက်တည်ထားတဲ့အသက်ရှိတယ် သို့သောတေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါအဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးတေသွားလို့ပြတ်တာဟုတ်ဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဖះကုံတရားကုံတန်ခါကုံသိနိုင်တဲ့စိတ်မှရှိမှဖြစ်ဘူးတရဏဂမနာဆိုတဲ့စိတ်တော့ဘတ်မရှိအောင်မရှိသည့်အတွက်ကြောင့်တေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆို ို့တော့တေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူး။သူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင်ပြတ်သွားပြီးမရှိတော့ဘူး။ဒါလို့ဆိုလို့ရတယ်။အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတဲ့တရဏဂုံတင်တယ်လို့ဆိုတာ။အမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး။သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက် ကျန်ရင်တဲ့ပုံကိုယ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်啊အဲ့ဒါမှမှန်ကန်လမ်းကြောင်းလို့ဒီလိုပြောอ่ะအဲတင်းရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသေးတဲ့အတွက်ကြောင့်မကောင်းညို့မပေးနိုင်